အားလုံးပဲမင်္ဂလာပါနော်အခုဒီတပတ်တာကာလအတွက်ခုနှစ်သားမိတွေအတွက်တပတ်တာတဲတော့အကျဉ်းနာတဲတော့ဟောဆန်းစီရင်စတင်မှာဖြစ်ပါတယ်နော်ဥသောအနေနဲ့တရင်းငွေသားသမီးတွေအတွက်ဟောကြားပေးမှာဖြစ်ပါတယ်တရင်းငွေသားသမီးတွေနဲ့ဒီတပတ်တာကာလဒီမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပ္ပာက Jasmine လို့ခေါ်တဲ့နမိတ်ကပ္ပာကြီးစိုးနေပါတယ် judgment ဘယ်နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာမိမိလုံသမျှအရာတွေကတကြောပြန်ပြီးတော့ပြန်လဲနိုးထသလိုမျိုး ိုယ့်ရဲ့ကံရဲ့အထောက်ပံ့နေကိုယ့်ရဲ့လုံဆောင်နိုင်တဲ့ကံနေဉာဏ်နေအဲ့ဒီရဲ့အားတွေဟာကိုယ့်ကိုပြန်လဲအထောက်ပံ့ဖြစ်စေတဲ့ကာလဒီကာလထဲမှာမိမိကအရင်ကတည်းကလုံမယ်လို့ကြံစီထားတဲ့အရာတွေရှိရဆိုဒီကာလထဲမှာအမြန်ဆုံးစတင်တဲ့နေဒါမှကံရဲ့အထောက်ပံ့တွေကိုရရှိတင်မှာဖြစ်ပါတယ်အဓိကကဒီကာလထဲမှာတင်းငွေသားသမီးတွေအနေနဲ့ကံရဲ့အထောက်ပံ့ကိုရရှိတဲ့ကာလဖြစ်တဲ့အတွက်မိမိလုံမယ်လို့ကြံစီထားတဲ့အရာတွေစိတ်ကူးထားတဲ့အရာတွေအမြန်ဆုံးပေါ်ဆောင်တဲ့နေ ပြီးတော့တနင်္ဂနွေသားမီဝန်ထမ်းတွေအခြေခံလူန်းစားတွေနဲ့ဒီတစ်ပတ်တာကာလဒီမှာယာလူတိုးတာမျိုးအထက်လူကြီးတွေရဲ့ကြီးရှုမှုတွေ၊ကုညီမဆောက်မှုတွေကိုရရှိတာမျိုးတွေကဒီကာလထဲမှာရရှိဖို့ရှိပါတယ်။ပြီးတော့တနင်္ဂနွေသားမီကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလဟာရင်းနှီးမြှုပ်နှံခြင်းတွေမှာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေဖြစ်စေတဲ့ကာလဒီကာလထဲမှာရင်းနှီးမြှုပ်နှံလိုက်တဲ့အရာကမိမိအတွက်အရန်ကိုအကျိုးဖြစ်သွင်းစေတဲ့ကာလဖြစ်ပါတယ်။ကျိုးဖြစ်သွင်းစေတဲ့ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်စေပါတယ်။ ပညာရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလတွေမှာတင်းငွေသားသမီးတွေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုတွေရရှိဖို့ရှိတယ်လို့သုံးဘွဲဖြည့်ဆွနေတဲ့သူတွေဆိုရင်လည်းအရန်ကိုရလက်ကောင်းတွေရရှိဖို့ရှိပါတယ်အလို့ကိုင်အင်တာဗျူးနဲ့ပတ်သက်ရင်တော့တင်းငွေသားသမီးတွေအနေနဲ့ကိုယ့်ကိုအကူအညီကောင်းဆက်သွယ်ကောင်းအဲ့လိုမျိုးတွေကြောင့်အလို့ကိုင်တွေရရှိတာမျိုးလွယ်ကူသွားတာမျိုးတွေဖြစ်ဖို့ရှိပါတယ်အဆက်သွယ်အကူအညီကောင်းမရှိဘူးဆိုရင်တော့ရှာဖွေဖို့လိုပါတယ်သူတို့ရဲ့အကူအညီပါဝင်မှမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာစီတီထုံးမွေးဖို့ရှိပါတယ် နိုင်ငံခြားသွားမယ်လို့ကြိုင်ထားတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလတွေမှာခေါ်စာစောင့်နေတဲ့သူမျိုးတွေဆိုရင်အဲ့ဒီခေါ်စာကနေစိတ်ချမ်းသာစရာသတင်းစကားတွေကြားရနိုင်မယ်အ мян လုံးသွားရဖို့တွေဖြစ်ဖို့ရှိပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလတွေမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ခြင်းမှာရာဂိုင်နှုန်း80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုံလို့တင်တဲ့ကာလလည်းဖြစ်ပါတယ်ဒီဘက်တာကာလတွေမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ငွေကြေးပိုင်းဆိုင်မှာအားထည့်ပြီးလုံဆောင်မှုတွေရပါတယ် ျမ်းမာရင်းနဲ့ပတ်သက်ရင်တော့ဒီတစ်ပတ်တာကာလထဲမှာအဆုံနဲ့ပတ်သက်တဲ့ဝေဒနာလေးယူဆိုင်ပြီးကိုလိုအပ်ပါတယ်ပြီးတော့ငယ်ရွယ်သူအခြေရင်းနဲ့ပတ်သက်ရင်တနည်းငယ်သားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုချစ်သူနဲ့ကိုနဲ့အဆက်အသွယ်ပြတ်နေတဲ့သူတွေဆိုရင်အဆက်အသွယ်အမြန်ဆုံးပြန်ရမယ်အဆက်အသွယ်လည်းလက်ရှိလည်းရှိနေတယ်တရားမြေတရားဟိုလက်ရှိတော့ပဲတွေ့တော့တွေ့လာအဆက်အသွယ်လည်းအမြဲတမ်းရှိနေတဲ့နေရွယ်သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလနဲ့မှာအခြေအမှ ရှားဝင်တဲ့အနောက်ချက်လေးပေါ်လာလို့ရှိတယ်။အဲ့ဒါကအတိတ်နဲ့ဆိုင်တဲ့ကိစ္စကနေပြီးတော့ရှားဝင်နောက်ချက်တာမျိုးတွေခံရတတ်ပါတယ်။အိမ်အောင်တဲ့တနင်္ဂနွေသားသမီးတွေအနေနဲ့ကတော့သားသမီးလိုချင်တဲ့သူမျိုးတွေဆိုရင်သားသမီးတွေရဖို့အတွက်ဒီလိုကာလမှာစူးစမ်းတင်တယ်။ပုံမှန်အိမ်အောင်တဲ့အနေနဲ့ကဒီကာလထဲမှာရှားဝင်နဲ့ဆိုင်တဲ့ငွေကြေးမျိုးတွေရရှိပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရဖို့ရှိတယ်။တရားနဲ့တရားအိမ်အောင်ကြီးမှာပြဿနာအခုထိတွေဖြစ်ဖို့မရှိတဲ့ကာလပါပဲ။ ထီထိုးမယ်ဆိုရင်တော့တင်းငွေသားသမီးတွေတုံညရဲ့၄ရယ်ကိုပေါင်ထိုးပေးပါရေရီယာအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်အနီးနားမှာရှိတဲ့ဖျားတဆူဆူကိုတွားပြီးတော့ကိုယ့်ရဲ့မွေးနံတင်းငွေတောက်မှာအနီအောင်ရှိတဲ့ဖျောင်းနိုင်လေးတိုင်ကိုထွန်းညှပူတော်ပြီးတော့မိမိရဲ့လူအင်စားတွေကိုလေးလေးနက်နက်တောင်းဆုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံရရည်သာရရှိစေမှာဖြစ်ပါလေဗျာအမှုဟောကြားပေးသွားတာကတင်းငွေသားသမီးတွေရဲ့အတွက်ဖြစ်ပါလေဗျာ တရင်းလာသာသမီတွေရဲ့အတွက်တပတ်တာအာဂျနာတဲတော်ဟောဆန်းစီစဉ်ဟောကြားပေးမှာဖြစ်ပါတယ်။တရင်းလာသာသမီတွေနဲ့ဒီတပတ်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကအမ်ဘာရာလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်။အမ်ဘာရာလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တရင်းလာသာသမီတွေနဲ့ဒီကာလာထဲမှာကိုယ်လုံးသမျှကိစ္စတွေကိုကိုယ့်ကိုပံ့ပိုးပေးမဲ့အရာတွေပေါ်လာတတ်တဲ့ကာလာပံ့ပိုးပေးမဲ့အရာဆိုတဲ့မှာဆရာသမား ဆရာသမားကဲသို့သောပုံကိုအထက်လူကြီးမိဘเนาะအဲ့ဒီလိုအရာမျိုးတွေရဲ့ပံပိုးခြင်းကိုရရှိမဲ့ကာလဒီကာလထဲမှာတင်းရသားသမီးတွေအနေနဲ့ကိုကဘာကိုပဲလှုပ်ဆောင်လှုပ်ဆောင်ကိုကိုညီမဲ့သူပံပိုးပေးမဲ့သူအကြံဉာဏ်ကောင်းတွေပေးမဲ့သူအဲ့လိုမျိုးတွေနဲ့ကြုံရတတ်တယ်အဲ့ဒီလူမျိုးတွေကြောင့်စိတ်ချမ်းသာတတ်တဲ့ကာလရှင်လင်းလာသားသမီးဝန်ထမ်းတွေအခြေခံလူဝန်းသားတွေအနေနဲ့ဒီကဘတာကာလတွေမှာမိမိရဲ့စီးပွားတွေအရင်ဖြစ်ထုံးဖို့ရှိသလို အလုတ်ကန်အခွင့်အလမ်းအစ်တွေလည်းပေါ်လာဖို့ရှိတဲ့ကာလပါကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်ဒီကာလထဲမှာမိမိရဲ့လုပ်ငန်းကနေမထမတ်ထားပဲနဲ့အရန်ကိုအောင်မြင်တာမျိုးဝင်ငွေပိုင်းတွေတည်တည်တာတိုးတက်လာတာမျိုးတွေကဒီလိုကာလမှာဖြစ်တတ်တဲ့ကာလပါပဲပြီးတော့တနင်္လာသာသမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်ရမှတ်တွေကောင်းဖို့ရှိသလိုဆရာသမားတွေကြောင့်စိတ်ချမ်းသာဖို့ရှိပါတယ်။ဆောင်းမွေးရတာပိုင်းတွေမှာလည်းအောင်မြင်ဖို့ရှိပါတယ်။ အလုတ်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်တနင်္လာသာသမီတွေနဲ့ဒီကလာတဲ့မှာအရင်ကဆရာသမားဟောင်းနေရဲ့ကျေးဇူးကြောင့်အလုတ်ကန်မှာအဆင်ပြေချုံးမွေးဖို့ရှိပါတယ်။နိုင်ငံရဲ့ချားတော်မယ်လို့ကြံရထားတဲ့သူရဲ့အနေနဲ့ကဒီဘက်တာကာလနဲ့မှာနိုင်ငံရဲ့ချားနဲ့ပတ်သက်ရင်ငူဝါရာပိုင်းဆိုင်ရာအပြောင်းလဲလေးတွေကြောင့်မိမိအတွက်အံ့ဝင်ခွင့်ရဖြစ်သွားပြီးတော့အဆင်ပြေသွားတတ်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့တနင်္လာသာသမီတွေ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ဒီရပတ်တာကာလမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကန်ခြင်းတွေမှာ85ရာခိုင်နှုန်းတော့ဒီကောင်းတဲ့ကာလဖြစ်တဲ့အတွက်ဒီကာလထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကန်ခြင်းတွေမှာအားထည့်ပြီးလုပ်လို့တင်းတဲ့ကာလလည်းဖြစ်ပါတယ်။မိမိအနေနဲ့လှုပ်ဆောင်မယ်ဆိုရင်ဒီလိုကာလမှာပို့ပြီးတော့လှုပ်ဆောင်တင်ပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့တင်းနာသားသမီးတွေအနေနဲ့ခေါင်းမူခေါင်းကိုက်ဝေဒနာလေးတွေအနေနဲ့ကျူးဆက်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူတင်းနာသားသမီးတွေအနေနဲ့ကတော့အခြေရင်းနဲ့ပတ်သက်ရင် ီတပတ်တာကာလဒီမှာကိုချစ်သူနဲ့ကိုနဲ့ဂျာမာမိဘတွေဆွေမျိုးတွေပါဝင်မှုကြောင့်ဟိုကိစ္စတော်တော်များများကပြီးမြောက်သွားပြီးတော့ပို့ပြီးတော့အခြေအနေတွေတိုးတက်သွားဖို့ရှိပါတယ်ပို့ပြီးတော့အခြေအနေတွေတိုးတက်သွားဖို့ရှိရဲဆိုတော့ကမိမိတို့နှစ်ယောက်ကခြေတုံကြတုံနဲ့တထိုင်ကောင်းမလားဘယ်တော့ယူရင်ကောင်းမလဲအဲအဲ့ဒီလိုမျိုးဝေဝါးနေတဲ့အချိန်မှာမိဘဆွေမျိုးတွေပါဝင်ပတ်သက်မှုကြောင့်မြန်မြန်ဆုံးဖြတ်ဖြစ်သွားတာမျိုးတွေ အကြံဉာဏ်တစ်ခုတွေအစီအမံတစ်ခုတွေဟိုအစီအစဉ်တစ်ခုတွေကိုချမှတ်ဖြစ်သွားတာမျိုးတွေဖြစ်ဖို့ရှိပါတယ်ပြီးတော့အိမ်အောင်တဲ့တနင်္လာသာသမီတွေအနေနဲ့ကဒီရဘတ်တကာမှာဖို့အိမ်အောင်ဘက်ရဲ့ငွေကြေးကံတရားအဲ့ဒီဟာကြောင့်ပျော်ရွှင်ရဖို့ရှိတဲ့ကာလပါဒီကာလဒီမှာအိမ်အောင်ကြီးကံကောင်းနေတဲ့ကာလလို့ပြောလို့ရပါတယ်ပြီးတော့တနင်္လာသာသမီထီထိုးမယ်ဆိုရင်ဒီရဘတ်တကာလထဲမှာ၃ရက် 6ရက်ကိုပေါင်ထိုးပေးပါရေရီယာအနေနဲ့ကတော့အသက်အရွယ်ကြီးတဲ့သူတို့ကိုတန်းကျေဆေးဝါးလှူဒန်းဌာနပြုပြီးတော့မိမိရဲ့လိုအင်စင်နာတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကို ကောင်းသောကံတရားရည်သာလက်ရှိနေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္လာသားသမီးရဲ့အတွက်ဖြစ်ပါတယ်ဗျာအခုဟောကြားပေးမှာကအင်္ဂါသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ် အင်္ဂါသားမီးတွေနေတဲ့ဒီရဘတာကာလာတွေမှာကြီးစိုးနေတဲ့အာယုန်နမိတ်ကပြတ်ကစတားလို့ခေါ်တဲ့နမိတ်ကပြတ်ကြီးစိုးနေတာပါစတားလို့ခေါ်တဲ့နမိတ်ကပြတ်ကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသားမီးတွေနေဒီကာလာဟာကို့အတွက်လုံးဝကိုအခြေအနေကောင်းနေခွင်လန်းကောင်းနေကမဝေးတော့တဲ့အခြေအနေမှာရှိနေတာမျိုးလက်ရှိမှာတော့ရရှိနေတာမျိုးပိုင်ဆိုင်နေတာမျိုးမဟုတ်ပြင်မဲ့တိတ်မကြခင်မှာရရှိတော့မယ်ပိုင်ဆိုင်တော့မယ်ဆိုတဲ့အတိတ်နမိတ်ဖြစ်ပါတယ်ပြီးတော့အင်္ဂါသားမီးဝန်ထမ်းတွေအခြေခံလူန်းစားတွေအနေနဲ့ဒီကဘက်တာကာလာတွေမှာ လုပ်ငန်းပိုင်းဆိုင်ရာကနေပြီးတော့ရက်ဝေးကိုပြောင်းရွှေ့ပြီးတာဝန်ထမ်းဆောင်ရတာမျိုးတွေရက်ဝေးကနေပြီးတော့မိမိကိုဖိတ်ခေါ်တာမျိုးဟိုလာရောက်ပြီးတော့လှုပ်ဆောင်ပေးဖို့လာရောက်ကူညီဖို့ဥပပေါင်းပါဝင်ဖို့အဲ့ဒီလိုမျိုးဖိတ်ခေါ်ခြင်းမျိုးတွေခံရတတ်ပါတယ်။ခြေကန်လူတန်းစားတွေဆိုရင်လည်းဒီကာလာထဲမှာရက်ဝေးကနေပြီးတော့အလုပ်ခေါ်တာမျိုးတွေဟိုပုံမှန်ဒုက္ခလားစားတဲ့ကိုပို့ပေးပြီးခေါ်တာမျိုးတွေကိုရရှိတတ်ပါတယ်။အဲ့ဒီလိုမျိုးရရှိတဲ့အခါကျရင်လှုပ်ဆောင်သင့်ပါတယ်။လက္ခဏာတွေသင့်ပါတယ်။ ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့အင်္ဂါသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အစီအမံတွေစီမံချက်တွေကိုတည်ရချာချာကြကြနာနာရေးဆွဲထားဖို့လိုပါတယ်။ဒါမှလာတော့မဲ့မဝေးတော့တဲ့အနာဂတ်ကံကောင်းခြင်းကကိုယ်တော်ပြပြဝါရရှိသူမှာဖြစ်ပါတယ်။ပြီးတော့အင်္ဂါသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ဒီဘက်တာကာလာထဲမှာပညာရေးနဲ့ပတ်သက်ရင်ကိုကိုနောက်ရှက်မဲ့အရာတွေထင်ကုန်မဲ့အရာတွေကဘယ်လိုအရာတွေဆိုကျမ်းမာရေး အဲကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မိမိအနေနဲ့ view site ပြဖို့လိုတယ်ကျမ်းမာရေးကပဲကိုကိုနှောက်ယှက်ဖို့ရှိတယ်ကြံတဲ့အနေအထားတွေကပညာရေးနဲ့ပတ်သက်ရန်ကုန်ကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ပြီးတော့အလုတ်ကန် interview နဲ့ပတ်သက်ရင်တော့တွေကတော့အလုတ်ကမရနိုင်သေးဘူးဒါပေမဲ့စိတ်မလျှော့နဲ့တိတ်မကြခင်တိတ်မကြခင်ဆိုတာရက်ပိုင်းထဲမှာပဲเนาะတိတ်မကြခင်မှာပဲနောက်ထပ်အလုပ်တစ်ခုကို ကိုယ်အနေနဲ့ရှောက်တဲ့အခါမှာရရှိဖို့ရှိပါတယ်လက်တော်ရှောက်ထားတဲ့အရာတွေရှောက်ပြီးထားတဲ့အရာတွေမရနိုင်သေးဘူးလို့ပြောတာလာမဲ့ထပ်ရှောက်မဲ့အရာမှာတော့ရရှိပါလိမ့်မယ်ပြီးတော့နိုင်ငံရဲ့ခြားနဲ့ပတ်သက်ပြီးတော့သွားရောက်ဖို့တွေလောက်ကင်ဖို့တွေဆောင်ရွက်ဖို့တွေအစီအစဉ်ရှိတဲ့အင်္ဂါသားသမီးတွေနဲ့ဒီကလာတွေမှာအများဆုံးစတင်တင်ပါတယ်နိုင်ငံရဲ့ခြားနဲ့ပတ်သက်ပြီးတော့ခေါ်တဲ့ရောမဲ့အတုပ်တွေထဲမှာကိုကရောပြီးပါသွားဖို့ရှိပါတယ်ပြီးတော့ ကျမ်းမာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးတွေနဲ့ခြေထောက်တွေဒူးတွေကိုလက်တွေနာကျင်ကြိုက်ခဲ့တဲ့ဝိညာဉ်လေးတွေယူဆိုင်ပြီးကိုလိုအပ်ပါတယ်။ငယ်ရွယ်သူအင်္ဂါသားသမီးတွေအနေနဲ့ကတော့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလတွေမှာကိုချစ်သူနဲ့ကိုနဲ့ဂျားမှာအနှဲငယ်အဆက်ဆံဝေးကွာနေတာမျိုးတွေအဆက်အသွယ်ဝေးတာမျိုးတွေတယောက်တစ်ယောက်တွေ့ရင်လည်းနည်းနည်းအေးဆက်တာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ဒါပေမဲ့အဲ့ဒါကခဏပါပဲ။ ပြီးတော့ရင်ဒီထက်ကောင်းမွန်တဲ့တရားနဲ့တရားချင်းချင်းမြတ်တာတွေပို့ပြီးရရှိဖို့ရှိနေပါတယ်။အိမ်အောင်တဲ့အင်္ဂါသာသမီတွေအနေနဲ့ကောဒီဘက်တာကာလတွေမှာအိမ်အောင်ရေးနဲ့ပတ်သက်ရင်ပျော်ရွှင်စရာတွေရှိသလိုငွေအရန်ကုန်ကြများနေတတ်ပါတယ်။အဲ့ဒီငွေအကုန်များတာကိုအကြောင်းပြုပြီးတော့တရားနဲ့တရားအနှံ့ငယ်စကားဒီလောက်ကစားလေးတော့ဖြစ်တတ်တဲ့ကာလပါပဲ။ပြီးတော့အင်္ဂါသာသမီတွေအနေနဲ့ထီထိုးမယ်ဆိုရင်ဒီတစ်ပတ်တာကာလတည်းမှာခွန်ရဲ့နှစ်ရဲ့ကိုပေါအောင်ခွေးပါ ရေရရာအနေနဲ့အင်္ဂါသားသမီးတွေနဲ့ကိုယ့်ရဲ့အိမ်ဖေရမှာနွားနို့တစ်ခွက်ကိုဖျားကိုကတ်လို့ပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအနေနဲ့မိမိတို့စီကိုစိတ်ချမ်းသာမှုတွေရရှိစေမှာဖြစ်ပါတယ်ဗျအခုဟောကြားပေးမှာကပုရောဟိတသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ ဘောရူသားမိရင်းနဲ့ဒီတစ်ပတ်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တကသဝေါ်လို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ်။သဝေါ်လို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေတာဖြစ်တဲ့အတွက်ဘောရူသားမိရင်းနဲ့ဒီတစ်ပတ်တာကာလာထဲမှာကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေအဲ့ဒီအရာတွေရဲ့ပန်းနိုင်ကိုကိုယ့်လက်ထက်မှာရရှိတာမျိုးအရင်ကဘယ်လောက်ကြီးပဲခက်ခဲနေတာမျိုးတွေအခုထစ်တွေနဲ့စိတ်အဆင်မပြေတာမျိုးတွေဟိုကိုယ့်ရဲ့အလုပ်ပိုင်းဆိုင်ရာဆိုရင်လည်းရတော့မလို့ရတော့မလို့နဲ့လွဲချော်ခဲ့တဲ့အရာတွေကဒီကာလာထဲမှာရရှိမဲ့ကာလာအဲ့တော့ အခုမှစတင်မဲ့သူမျိုးတွေဆိုရင်တော့အချိန်လေးတစ်ခုအချိန်ကတစ်ခုကိုပြန်လည်ပြီးစတင်ရဖို့ရှိသေးတယ်တဲဖို့လိုသေးတယ်ဒါပေမဲ့ကိုယ့်ကိုခက်မြန်မြန်ဖြစ်မြောက်စေဖို့အတွက်တော့ပံ့ပိုးမှုတွေရရှိမဲ့ကာလဖြစ်ပါတယ်အရင်ကတည်းကစတင်ထားခဲ့တဲ့သူတွေဆိုတော့ဒီကာလထဲမှာရလတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်အရန်ကိုကောင်းတဲ့ရလတ်တွေရဖို့ရှိပါတယ်ပြီးတော့ဘောရိုးသားကြီးဝန်ထမ်းတွေအခြေခံလွှမ်းစားတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကနေယာတူးတိုးတော်လာမျိုး ဝင်ငွေပို့ပြီးကောင်းတဲ့အရာတွေကိုတာဝန်ယူရတာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်လည်းဒီတစ်ပတ်တာကာလနဲ့မှာလုပ်ငန်းချက်ထွင်တာမျိုးတွေကဒီကာလမှာဖြစ်ဖို့ရှိသလိုအဲ့ချက်တွင်တဲ့လုပ်ငန်းတွေကမိမိအတွက်ဆုံးဖြတ်ချက်မှန်တဲ့အရာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ပြီးတော့ဘိုလ်ရူသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာပညာရေးနဲ့ပတ်သက်ရင်ရဝင်းနဲ့ဆိုင်တဲ့ပညာရေးမျိုးတွေမှာမိမိတို့ပို့ပြီးတော့အကျိုးဖြစ်ဆုံးဖို့ကိုလေ့လာလိုက် သင်ယူတဲ့အရာတွေမှာပို့ပြီးတော့အထောက်အပံ့ဖြစ်ဖို့ရှိပါတယ်။လုပ်ငန်းအင်တာဗျူးနဲ့ပတ်သက်ရင်တော့ဒီကာလတည်းမှာအလုပ်အသစ်အကင်အသစ်တွေကမိမိတို့လွယ်တဲ့တကူရရှိနေဖို့ရှိတဲ့ကာလပါပဲ။နိုင်ငံရေးချားတော်မယ်လို့ကြံထားတဲ့ဗိုလ်ဦးသားသမီးတွေနဲ့ဒီဘက်တာကာလတည်းမှာနိုင်ငံရေးချားနဲ့ပတ်သက်ရင်ပစ္စည်းတွေဆိုင်ဆိုင်တိုင်းပိုင်းတွေကြောက်ရွံ့တာမျိုးပြီးတော့ငွေကြေးလိုအပ်တာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီအတွက်သတိပြုဖို့လိုပါတယ်။ပြီးတော့ဗိုလ်ဦးသားသမီးဒီအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလတည်းမှာ အေးမိတာမျိုးအဲ့ဒီဝေဒနာလေးတွေအပူချက်တယ်လို့ပြောအဲ့ဒီဝေဒနာလေးရင်းဆိုင်ပြီးတော့လိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကန်နေတဲ့သူတွေဆိုရင်ယာကန်လုံး80လောက်ကြီးကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုပ်လို့တင်းတဲ့ကာလပဲဖြစ်ပါတယ်ဘိုလ်ရိုးသားမိတွေအနေနဲ့ငယ်ရွယ်သူဘိုလ်ရိုးသားမိတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာကိုယ်ရင်းနဲ့ချစ်သူဘဝနဲ့အိမ်အောင်တဲ့ဘဝကိုကူပြောင်းသွားတာမျိုးလက်မှတ်ရေးသိုးဖြစ်တာမျိုးတွေကဒီလိုကာလမှာဖြစ်တတ်ပါတယ် စိတ်ကူးရှိတဲ့သူနဲ့ဒီလိုကာလာတဲ့မှာအကောင့်တွေအများဆုံးခေါ်တင်ပါတယ်။အိန်အောင်တဲ့ဗိုလ်တော်ဦးသားသမီးတွေအနေနဲ့ကတော့အိန်အောင်ရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလာတဲ့မှာ coach ရဲ့အိန်အောင်ဘက်နဲ့ကိုနဲ့ကြာမှာတယောက်နဲ့တယောက်အနှဲငယ်ညှိမရတဲ့ပြဿနာတွေပေါ်တတ်တယ်။အဲ့ဒီညှိမရတဲ့ပြဿနာကခေတ္တခဏပါပဲ။ပြီးရင်တော့ပြန်လဲပြီးတော့ပြည်တယ်တော့ဖို့ရှိပါတယ်။ခေတ္တခဏဖြစ်တဲ့အကြောင်းအရာမျိုးပဲဖြစ်ပါတယ်။ပြီးတော့ဗိုလ်တော်ဦးသားသမီးတွေအနေနဲ့ခီထိုးမယ်ဆိုရင်ဒီတစ်ပတ်တာကာလာတဲ့မှာကိုရဲ့တုံညာရဲ့ကိုပေါအောင်ထိုးပေးပါ ရေရီယာအနေနဲ့ခွေးအစာပြေးပြီးတော့မိမိရဲ့လိုအင်စံနာတွေကိုဒေဒီနဲ့နဲ့တောင်းစုပြုခဲ့ပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိနေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပြီးတော့တာကဘုရုသားမိတွေအတွက်ဖြစ်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါအခုဟောကြားပေးမှာကကျာသာဘေးသားသမီးတွေအတွက်ဖြစ်ပါတယ်နော်ကြာသာဘေးသားသမီးတွေအနေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကမဂျီရှင်တို့ပိုင်နမိတ်ကပြကြီးစိုးနေပါတယ် မယ်ရှင်ရှင်တို့ခေါ်တဲ့နမိတ်ကပြားကြီးဆုံးနေတာဖြစ်တဲ့အတွက်ကြာသာပြီးသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိအပြင်မိမိကိုပါဝင်ကူညီမဲ့သူမျိုးတွေကိုတယောက်တည်းမဟုတ်တဲ့အနေအထားမျိုးเนาะဒီကာလထဲမှာကြာသာပြီးသားသမီးတွေနဲ့ဘာကိုပဲလှုပ်ဆောင်လှုပ်ဆောင်ကို့မှာကို့ဘေးမှာလူရှိနေတာမျိုးကို့ကူညီမဲ့သူညှဝေခံစားပေးမဲ့သူရှင်ခွင့်ပေါ်အဲ့ဒီလိုမျိုးတယောက်ယောက်ရှိနေတာမျိုးဒီကာလဟာကံကောင်းတော့ကံဆိုးတော့ဆိုရင်ကံကောင်းတဲ့ဘက်ကိုပါပါတယ် ီးတော့တော့မိမိကိုကိုညီမဲ့အရာတွေလက်ရှိနေတဲ့အတွက်ပို့ပြီးတော့ကောင်းမွန်ပါတယ်။ပြီးတော့ကြာသာပြီးသားသမီးဝန်ထမ်းတွေအခြေခံလူန်းသားတွေနဲ့ဒီကဘတ်တာကာလာထဲမှာလုပ်ငန်းခွင်နဲ့ပတ်သက်ရင်မိမိအနေနဲ့ပစ္စည်းတွေပါလေထိန်းသိမ်းရတာမျိုးစားရစားရမိုင်းထိန်းသိမ်းရတာမျိုးစတိုတွေကိုကင်တွယ်ရတာမျိုးအဲ့ဒီလိုလုပ်ငန်းမှာတာဝန်ယူလုပ်ကိုင်နေတဲ့ကြာသာပြီးသားသမီးတွေဆိုရင်တော့ပစ္စည်းအပြောက်အချက်ဖြစ်တဲ့အဲ့ဒီအတွက်သတိပြုဖို့လိုပါတယ်။ပြဿနာတော့ဖြစ်ဖို့မရှိပါဘူးเนาะ။ ပစ္စည်းတွေပျောက်ရှားတတ်တယ်လို့ပဲပြောတာအဲ့ဒီပျောက်ရှားခြင်းကြောင့်မိမိကိုရိုက်ခတ်တာမျိုးမိမိရဲ့တာဝန်ယူရတာမျိုးအဲ့ဒါမျိုးတော့ဖြစ်ဖို့မရှိဘူးအနေငယ်ထိခိုက်မှုတွေတော့ဖြစ်တတ်ပါတယ်ပြီးတော့ကြာသာပေးသားသမီးတွေအနေနဲ့ဒီဘက်တာကာလတိုင်းမှာလုပ်ငန်းနဲ့မဆိုင်တဲ့အရာကနေပြီးတော့အပေါ်ဝင်ငွေတွေရရှိတတ်တယ်ပုံမှန်လုပ်တဲ့အရာကနေဝင်တဲ့ဝင်ငွေမျိုးမဟုတ်ဘဲနဲ့တခြားဘက်ဆိုင်ကနေပြီးတော့ဝင်တဲ့အရာမျိုးတွေဝင်ဖို့ရှိပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့ကြာသာပေးသားသမီးတွေနဲ့ဒီကာလတိုင်းမှာ လုပ်ငန်းဆက်တူကိစ္စတွေပေါ်ပေါ်လာဖို့ရှိသလိုအဲ့ဆက်တူကိစ္စတွေကနေပြီးတော့အကျိုးဖြစ်ထွန်းဖို့လည်းရှိပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆုံမဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာပညာရေးရောအင်တာဗျူးရောမှာကိုယ့်ကိုကိုယ်ညီမဲ့အကူအညီကောင်းတရားရှိတတ်ပါတယ်။ရှေ့ပိုင်းမှာပြောခဲ့သလိုပဲကိုဘာကိုပဲလှုပ်ဆောင်လှုပ်ဆောင်ဒီကလာထဲမှာအကူအညီကောင်းရတတ်တဲ့အရာကဒီကလာဟိုပညာရေးမှာရောအင်တာဗျူးမှာရောအကျိုးပေးမယ်အထောက်ပံ့နေဖြစ်ဖို့ရှိပါတယ်။ ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့ဒီလိုဘက်ကကာလာနဲ့မှာနိုင်ငံခြားနဲ့ပတ်သက်ရင်လိုအပ်တဲ့ဆာရဆာရန်ပိုင်းတွေမိမိဘက်ကနေပြီးတော့ပြေဝနေဖို့လိုတယ်။အဲဒီဆာရဆာရန်ပိုင်းလိုအပ်ချက်ကြောင့်ပဲနှောင့်နှေးရတာမျိုးကြံ့ကြတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒီအရာကိုပဲသတိပြုဖို့လိုပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်နိုင်တဲ့သူတွေအနေနဲ့65ရာခိုင်နှုန်းတော့ဒီကောင်းမွန်တဲ့ကာလဖြစ်တဲ့အတွက်လုံဆောင်မယ်ဆိုရင်တော့လုံဆောင်လို့တင်တဲ့ကာလလည်းဖြစ်ပါတယ်။ ကျမရင်းနဲ့ပတ်သက်ရင်တော့ကြာတာပြေးသားသမီးတွေအနေနဲ့အုံလွှဲတာမျိုးအကျောတင်တာမျိုးအကျောနဲ့ပတ်သက်တဲ့ဝင်လာလေးတွေရင်းဆိုင်ပြီးကိုလိုအပ်ပါတယ်။ငယ်ရွယ်သူကြာတာပြေးသားသမီးတွေအနေနဲ့ကတော့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာကိုချစ်သူနဲ့ကိုနဲ့ဂျားမှာဂျားဝင်တဲ့အရာတွေတွေးထုတ်တဲ့အရာတွေဖြစ်လာလို့ရှိရတယ်။အဲဒီဂျားဝင်တွေးထုတ်မှုတွေကိုမိမိတို့အနေနဲ့တယောက်နဲ့တယောက်နားလည်မှုကြီးကြီးနဲ့နားလည်မှုတယောက်နဲ့တယောက်သိချယူပြီးတော့ဖြတ်တန်းဖို့တွန်းလှန်တော့ဖို့လိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့တရားရဲ့ကြောင့်အကြီးကျယ်စကားများလာကလေးဖြစ်တတ်ပါလိမ့်။အိမ်အောင်တဲ့ကြာတာပေးသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလတွေမှာကိုယ်အိမ်အောင်ဘက်နဲ့ကိုယ်နဲ့ကြားမှာဆက်ဆံရေးတွေအနေနဲ့ဝေးကွာသွားဖို့ရှိသလိုအိမ်အောင်ဘက်ကရဝေးရှိသွားတာမျိုးတွေရဝေးမှာတော့ရောက်ပြီးတာဝန်ထမ်းဆောင်လာတာမျိုးတွေဖြစ်ပေါ်ရှိပါတယ်။အဲ့ဒီအတွက်အနေဝေးနေဖို့ရှိတဲ့ခါတာပါပဲ။ဒီလိုမယ်ဆိုတော့ကြာသာပေးသားသမီးနဲ့1နဲ့6ကိုပေါင်းထိုးပြီးပါရေတရာအနေနဲ့ကိုယ့်ရဲ့အိမ်ထရမှာ ေါင်မှုတမျိုးမျိုးနဲ့ဖះကိုဆုံးတော့ကတ်လို့ပြီးတော့မိမိရဲ့လိုရင်းစံနာတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာတရှိစေမှာဖြစ်ပါတယ်ဗျာအခုအကြာပေးသွားတာကကြာသာပေးသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာပါလုံးမမင်္ဂလာပါအခုထပ်မံပြီးဟောကြားပေးမှာကတောက်ကြသားသမီးတွေအတွက်ဖြစ်ပါတယ်တောက်ကြသားသမီးတွေเนี่ยဒီတစ်ပတ်လာကာလတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တကသစံလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ် သစံတို့ကိုလည်းနမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိလုပ်တဲ့အရာတွေကအဓိကကလုပ်ငန်းပိုင်းဆိုင်ရာမှာရလပိုင်းတွေငွေကြေးတွေအဲ့ဒီအရာတွေတက်ဆိုင်လူမှုရေးဆန်နေတယ်ဒီကာလဟာကိုကကိုစီယုံရေးဆန်တဲ့ကာလမျိုးဟိုလူမှုရေးပိုင်းမှာပဲအဓိကအကျိုးရလပိုင်းတွေပေါင်းမှုနဲ့ကာလမျိုးအဓိကနားလည်အောင်ထပ်ပြီးတော့ပြောပြရမယ်ဆိုရင် မိမိကအလုပ်တစ်ခုတော့လုပ်တယ်အဲ့ဒီအလုပ်ကနေပြီးတော့ကိုကငွေကြေးအကျိုးရလက်ထက်ဆိုင်ရင်မိတ်ဆွေတွေတိုးသွားတာမျိုးမိတ်ဆွေတွေတိုးသွားတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ customer တွေတိုးသွားတယ်အဲ့ဒီလိုမျိုးဖြစ်စေတဲ့ကာလနော်ပြီးတော့ဒီကာလထဲမှာတောက်ကြသားသမီးတွေဝန်ထမ်းတွေအခြေခံလူန်းစားတွေအနေနဲ့အပျော်ခီးမျိုးတွေသွားတတ်တယ်ရဝေးခီးမျိုးတွေသွားဖို့ရှိတယ်အဲ့ဒီခီးကမိတ်ဆွေပေါင်းတဲ့နဲ့ဆက်ဆက်ပြီးတော့ပျော်ရွှင်စရာခီးမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီခီးတွေရတဲ့အစီအစဉ်ချောမွေ့ပါလိမ့်မယ် ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့တောက်ရသားသမီးတွေအနေနဲ့ကဒီတစ်ပတ်တာကာလတည်းမှာလုပ်ငန်းပိုင်းဆိုင်ရာကအစိုးရရှေ့မှာပြောခဲ့သလိုပဲငွေကြေးသက်ဆိုင်ရင်မိတ်ဆွေပေါင်းသင်းတွေလူမှုရေးပိုင်းတွေမှာပို့ပြီးတော့တိုးတက်တဲ့အကျိုးရလဒ်ပိုင်းတွေစတင်ဖို့ရှိတဲ့ကာလပါပဲပြီးတော့တောက်ကြသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်မိတ်ဆွေပေါင်းသင်းတွေကိုအရန်အားကိုးတာမျိုးသူတို့နဲ့အရန်တိုင်ပင်တာမျိုးတွေကိုတော့ဆောင်ရှားတင်တဲ့ view site တင်ပါတယ် မိတ်ဆွေတွေအကြောင်းပညာရေးပိုင်းမှာအားနေတော်ဖို့ရှိတဲ့ကာလဖြစ်လို့ပါပဲပြီးတော့အလုပ်ကိုင်အင်တာဗျူးနဲ့ပတ်သက်ရင်တော့မိတ်ဆွေအပေါင်းအသင်းတွေကိုအားကိုးရပါမယ်မိတ်ဆွေအပေါင်းအသင်းတွေငယ်ချင်းတွေကိုအကူအညီတောင်းရမယ်အဲ့ဒါမှအလုပ်ကိုင်နဲ့ပတ်သက်ရင်မိမိအတွက်အလုပ်အစ်အကန့်တည်းအမြန်ဆုံးရရှိစေမှာဖြစ်ပါတယ်ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့ဒီဘက်တာကာလာဒီမှာနိုင်ငံခြားခီးနဲ့ပတ်သက်ရင်လက်ရှိ တစ်ဖက်ကနေပြီးတော့ခေါ်မဲ့အခေါ်ကိုစောင့်တိုင်းနေရတာမျိုးတစ်ဖက်ကခေါ်တာကကြံ့ကြာနေတာမျိုးတွေကြောင့်တွားရဖို့အနေငယ်ကြံ့ကြာနှောင့်နှေးဖို့ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့တောက်ကြသားသမီးနေနေနဲ့ဒီတစ်ဖက်ကကာလမှာကျမ်းမာရေးနဲ့ပတ်သက်ရင်ဂီဥဆိုင်မဲ့အရာကအယိုးနဲ့ပတ်သက်ပြီးဝေဒနာတွေယူဆိုင်ပြီးလို့လိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလုတ်ကန်နေတဲ့တောက်ကြသားသမီးရဲ့အနေနဲ့ကတော့ယာကင်တော့80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက် ငွေကြေးပိုင်းဆိုင်ရာစုံစမ်းလုပ်ကင်လို့ရပါတယ်အားထက်လုပ်ကင်လို့သင့်တဲ့ကာလလည်းဖြစ်ပါတယ်ငွေသူတောက်ကြသားမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်သာကာလတွေမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ပြောပြောရှင်းရှင်းနဲ့ခီးသွားတာမျိုးတွေပျော်ရွှင်စရာတွေနဲ့ဖြတ်တန်းရဖို့ရှိတဲ့ကာလဖြစ်ပါတယ်အိမ်အောင်တဲ့တောက်ကြသားမီးတွေအနေနဲ့ကဒီတစ်ပတ်သာကာလတွေမှာသားသမီးကိုအကြောင်းပြုပြီးတော့ သတင်းစကားကောင်းတွေပျော်ရွှင်စရာတွေဖြစ်ဖို့ရှိပါတယ်။အိမ်တော်ကြီးမှာတော့တည်ရတာကြီးမားမားဟိုပြဿနာကိစ္စမျိုးတွေဖြစ်ဖို့မရှိတဲ့ကာလပါပဲ။ထီထွမယ်ဆိုရင်တော့တောက်ကြသားသမီးတွေအနေနဲ့ခွန်နဲ့လေးကိုပေါင်ထိုးရပါ။ရေရရာအနေနဲ့ကတော့မနက်စောစောအာယုံတက်ချိန်မှာကိုယ့်ရဲ့အိမ်ဖေရမှာကောင်းကြီးမောင်တို့ဘက်ကိုဖျားကိုလူတမ်းပြီးတော့မိမိရဲ့လူအင်းဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါ။ဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရိုက်တာရရှိစေမှာဖြစ်ပါတယ်ဗျာ။ အခုဟောကြားပေးသွားတာကတောက်ကြသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကစနေသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာစနေသာသမိတွေနဲ့ဒီဘက်တာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကအမ်ပရက်စ်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်အမ်ပရက်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်စနေသာသမိတွေနဲ့ဒီကာလာဟာကံကောင်းခြင်းတွေကိုယ်စီကိုငွေကြေးတွေအဲ့ဒါတွေရရှိတတ်တဲ့ကာလာပညာလိုလားတဲ့သူတွေဆိုလည်းပညာရရှိတာမျိုး တက်ပညာလိုတာမျိုးဆိုရင်တက်ပညာရတယ်။ငွေလိုတာဆိုရင်ငွေရတယ်။ဟိုလူမှုပေါင်းတဲ့ဆက်ဆံရေးလိုချင်တာဆိုလည်းလူမှုပေါင်းတဲ့ဆက်ဆံရေးမှာမိတ်ဆွေကောင်းတွေရရှိတတ်တဲ့ကာလ။ပြီးတော့ဒီကာလထဲမှာရဝင်းနဲ့ဆိုင်တဲ့မိတ်ဆွေအစ်တတွေတိုးတက်တယ်။ရဝင်းနဲ့ဆိုင်တဲ့မိတ်ဆွေအစ်စ်တွေကအဲ့ဒီတိုးလာတဲ့မိတ်ဆွေတွေကမိမိအတွက်ကောင်းတဲ့မိတ်ဆွေမျိုးတွေဖြစ်တတ်တယ်။ပြီးတော့စနေသားသမီးဝန်ထမ်းတွေအခြေခံကြွမ်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းကွင်နဲ့ပတ်သက်ရင်စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်။လုပ်ငန်းကနေစီစဉ်တဲ့ ခီးမျိုးတွေအပျော်ခီးမျိုးတွေဖျားဝူခီးမျိုးတွေလည်းတော့အဝရှိပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီဘက်တာကာလာတွေမှာမထင်မှတ်ထားတဲ့လုပ်ငန်းမျိုးတွေကနေငွေကြေးရလက်တွေရလက်တွေတိုးတက်လာတာမျိုးတွေပြီးတော့မထင်မှတ်ထားပဲနဲ့အရန်ကိုတဟုန်လို့ငွေတွေဝင်လာတာမျိုးတွေရလက်ပိုင်းဆိုင်ရာမှာပြည်သားကြီးပြောင်းလဲသွားတာမျိုးတွေဖြစ်ပေါ်ရှိပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့စနေသားသမီးတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင် ရမှတ်တွေကောင်းဖို့ရှိတယ်အဖြေတွေကကိုယ့်အတွက်ချေချောမှုဝင်တဲ့ဖြေဆိုနိုင်ရင်လိမ့်အလုတ်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်ဒီကလာထဲမှာကုညီမဲ့အမျိုးသမီးတဦးကြောင့်အလုတ်ကန်ကိုင်တဲ့ရရှိတာမျိုးတွေအလုတ်ကန်နဲ့ပတ်သက်ရင်စိတ်အေးချမ်းရတာမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလပါပဲပြီးတော့စနေသားမီနိုင်ငံခြားတော်မယ်လို့ကြံထားတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာမိသားစုထဲကနေပြီးတော့ ငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက်လေးတွေပေါ်ပေါက်တတ်တယ်။အဲ့ဒီငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက်ကိုအကြောင်းပြုပြီးတော့အနှဲငယ်ခေတ္တခဏကြံ့ကြာတော့ဖို့တော့ရှိတဲ့ကာလပါပဲ။ပြီးတော့စနေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလတိုင်းမှာငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်နေတဲ့သူတွေအနေနဲ့ရာခိုင်နှုန်း80လောက်ကြီးကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာမှာစွန်စားလုပ်ကင်လို့တင်းတဲ့ကာလဖြစ်ပါတယ်။အားထည့်ပြီးတော့လည်းလုံလို့တင်းတဲ့ကာလပါပဲ။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေနဲ့1နဲ့ပတ်သက်တဲ့1 for 1ရောင်းဖြစ်တာမျိုး1ပြတ်တာမျိုးအဲ့ဒါလေးတွေ view ဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူစနေသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ရှားမှာတယောက်နဲ့တယောက်ချစ်တော့ချစ်ပေမဲ့ကိုယ့်ချစ်သူရဲ့အတ္တဆန်တဲ့အပြုမူတွေအတ္တကြီးတဲ့အပြုမူတွေကြောင့်အနေငယ်စိတ်ပြန်မရတာလို့စိတ်ဆင်းရဲတာမျိုးဖြစ်ဖို့ရှိပါတယ်။အိမ်တော်တဲ့စနေသားသမီးတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာအိမ်တော်ဘက်ရဲ့ ငွေကြေးများများဆဆဝင်လာတဲ့အရာကိုအကြောင်းပြပြီးတော့ဝမ်းသာတရှင်ရဖို့ရှိပါတယ်အဓိကကအိမ်ဆောင်တွေအနေနဲ့ဒီကာလထဲမှာငွေကြေးကိုအကြောင်းပြပြီးတော့စိတ်ချမ်းသာဖို့ရှိတဲ့ကာလပါပဲထီထိုးမယ်ဆိုရင်တော့စနေသားသမီးနဲ့၃နဲ့၈ကိုပေါင်းထိုးပေးပါရေတရားအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာစနေသားသမီးတွေအနေနဲ့ဖျားသစ်စုစုရဲ့ကိုယ့်ရဲ့မွေးနံ့စနေတောင်းမှာထီးအဖြူအောင်တလက်အကြီးနော် ဖြည့်ဖြူအကြီးတက်လက်ကိုဖះကိုလူတန်းပြီးတော့မိမိရဲ့လူရင်းဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုတော့ကြားပေးသွားတာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ